မင်္ဂလာပဲတော့ဤခုမှာအသက်တည်ခဲ့တဲ့အာဇာနည်များထူးခွန်ရရတဲ့တို့ထမိတယ်လားဒါမှမဟုတ်ဂုံပြုခံရတဲ့အဲ့အသေးတော်တွေပဲလားဒီမိခုကတို့လေးစိတ်ဝင်စားဖို့ကောင်းပါလေဒီအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဒီအကြောင်းကိုဆက်သွားရရင်ဆုံးမေဟိုးတစ်ခုမေးကြည့်ရင်တယ်တမလွန်ဘွားရောက်သွားရဲ့အခါသူရဲ့ကောင်းတိုင်းကတူညီတဲ့ဂုံပြုမှုကိုရရကြရဲ့လားအဲ့တော့ဒီမေခွန်ကဘယ်ကနေစတယ်လဲဆိုတော့ရှေးခရီးရနေကြကငင်းကုန်မှုတစ်ခုကနေလာတာပါ သူတို့ကဒိုးတငယ်ဤမင်္ဂလာပွဲဆိုတဲ့နောက်ဆုံးပွဲတော်ကြီးမှာဘသူကအရေးကြီးဆုံးဖြစ်တဲ့သူတို့သမီးဖြစ်မလဲဘသူကတော့အကုန်ပြုခံရတဲ့ဧည့်သည်အဆင့်မှာပဲရှိနေမလဲဆိုတော့ကိုဆွေးနွေးခဲ့ကြတာပေါ့ဟုတ်ပြီဒီချောင်းကိုစပီလဲလာဖို့ဆိုရင် ကျွန်တော်တို့ရင်စုံတီထားရမယ်အခြေခံချက်တစ်ခုရှိတယ်အဲ့ဒါကတော့ပထမ ရှင်ပြန်ထမြောက်ခြင်းပါပဲဆိုလိုတာကတော့အတ္တစတေခရတူတွေအတွက်တီတန့်ရှင်ပြန်ထမြောက်ခြင်းတစ်ခုရှိတယ်အဲ့ဒီမှာသူတို့ဟာဝိညာဉ်ခန္ဓာလို့ခေါ်တဲ့ခန္ဓာကိုတည်ကိုရကြတယ်လို့ဆိုပါတယ် ကဲဒါဆိုရင်ရီကအရင်ပွားမှုစီကိုတန်းသွားလိုက်ကြအောင်အသက်စတေးခဲ့အာဇာနည်တိုင်းဟာတိုးတင်ငယ်ရဲ့ဗီတိုရီသမီးကြီးတကယ်ပဲဟုတ်ကြိုက်လားဒီကိစ္စမှာအဓိကအဖြစ်အမျက်နှစ်ခုကတော်လေးကွဲလွဲနေတာကိုတွေ့ရတယ်တစ်ဖက်ကတော့အာဇာနည်အားလုံးကတော်တော်သမီးမဟုတ်ဘူးအဆင့်အတန်းခွဲခြားထားတယ်လို့ယုံကြည်တယ်နောက်တစ်ဖက်ကကြတော့မဟုတ်ဘူးရှင်ပလန်ထက်မြောက်လာတဲ့အာဇာနည်အားလုံးဟာတော်တော်သမီးကြီးပဲလို့ဆိုပြန်ရောကဲဒီမြန်နှစ်ခုဘာလေးကွာခြားလဲဆိုတာတခုချင်းစီအသေးစိတ်ကြည့်လိုက်ကြရအောင်ပရမဇုံအမြင်ကိုအရင်ဆုံးကြည်ကြရအောင် ီအမြင်ကတော့သရိုသမီးနဲ့အဲ့တဲ့ဆိုတာ လုံးဝမတူဘူးအဆင့်အတန်းခွဲခြားထားတယ်လို့ဆိုပါတယ်သူတို့ရဲ့အဓိကအထောက်အထားကဘာလဲဆိုတော့ကျန်းစာထဲမှာဖော်ပြထားတဲ့ဝိစားစင်ရင်မှုပဲသူတို့သမီးကတောက်ပြောင်စင်ကြဲတဲ့ပိတ်ချောဝတ်တဲ့အချိန်မှာတခြားအာဇာနီအုပ်စုကြီးအရောဖြူတဲ့ဝက်လုံးပဲဝတ်ဆင်တယ်လို့ဆိုတယ်ဆိုတော့ဒီလိုအဝတ်စားမတူတာကသူတို့ရဲ့ဝိညာဉ်ခန္ဓာနဲ့ဖုံးအတည်ရေးအဆင့်အတန်းတွေမတူဘူးဆိုတော့ကိုပြနေတာပဲလို့ သူတို့ကယူတည်တတ်တာပေါ့ဒီမှာကြည့်ဒီချမ်းဖွဲမှာတရသမီရဲ့ဝေယုံကိုတောက်ပြောင်ပြီးစင်ကြဲတဲ့လူကိုအတိအကျတုံးထားတာဒါဟာတခြားသူတွေရဲ့တာမန်ဖြူတော်ဝက်လုံးနဲ့မတူဘူးပိုပြီးမြင့်မြတ်တဲ့အဆင့်အတန်းကိုပေါ်ပြတယ်ဆိုတဲ့အတိကတည်တည်တစ်ခုဖြစ်လာတာပေါ့ကဲအခုတဖက်အမြင်ကိုကြည်ကြရအောင်သူတို့ကတော့အာဇာနီအားလုံးဟာသူတို့သမီးတွေပဲအားလုံးကအဆင့်အတန်းအတူတူပဲလို့ဆိုပါတယ် ဒီအမြင်ရဲ့အဓိကကြားတဲ့အချက်ကတော့ဝတ်စုံထက်သူတို့ရှိနေတဲ့နေရာကိုပိုပြီးအလေးပေးတာပဲအဲ့ဒီများပြားလာတဲ့လူအုပ်ကြီးဟာအထူးအမြတ်ထားရယေရုရှလင်မြို့တည်ထဲမှာရှိနေတယ်။အဲ့ဒီနေရာကိုကသူတို့သမီးအဆင့်ရှိတဲ့သူတွေပဲဝင်ခွင့်ရှိတာ။အဲ့တော့သူတို့အားလုံးဟာသူတို့သမီးတွေဖြစ်ကိုဖြစ်ရမလို့ဆိုလိုတာပဲ။ဇူလာပြတော့ကြွားချင်းကြွားမယ်။ဒါပေမဲ့ရှင်ပြန်ထက်မြောက်တဲ့ခနာကိုကတော့အထူးတူပဲလို့သူတို့ကမြင်ပါတယ်။ဒီကျမ်းပုဒ်ကိုကြည့်လိုက်ရဲ့ အဲ့ဒီမြားပြားလာတဲ့လူအုပ်ကြီးဟာဖျားသဖြင့်ပတ်လင်တော်ရှေးမှအမှုတော်ကိုဆောင်ရနေတယ်လို့ဖော်ပြထားတယ်။ဒါကအယံကိုမြင်းမာတဲ့အစင်အတန်းကိုပြနေတာပဲလေ။တာမန်အဲ့တဲ့အစ်စ်မဟုတ်ဘူး။တရုတ်သမီးတဲ့မိုးလို့ဒီလိုနေရာမှာရှိနေတာလို့ဒီအမင်းကထောက်ပြသွားတယ်။ဆရာဒီအမင်းတို့ရဲ့အဓိကကိုယ်လချက်တော့ကျန်းစာထဲကစကားလုံးတွေကိုဘလို့အတိတ်ပဲပြန်ကြတယ်လေဆိုတဲ့ပုံမှာပဲပူတည်နေရ။ကဲအဲ့ဒီအချက်တွေကိုဘေးချင်းရှင်ပြီးတေချာလေးလေ့လာကြည့်ကြအောင်။ ဒီမှာဇရားနဲ့ကြည့်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ်အမြင်တက်ကဝိယုံရဲ့အမျိုးအစားကိုအဓိကထားတယ်မတူတဲ့ဂရိစကားလုံးတွေကမတူတဲ့အဆင့်ကိုပြတယ်လို့ဆိုတယ်အမြင်တက်ကတော့ယေရုရှလင်မြို့တက်ကိုဝင်ခွင့်ရခြင်းကိုအဓိကထားတယ်ဖြူတဲ့ဝိယုံဆိုတာအလုံးအတွာတွင်ကြီးတဲ့ဝိညာဉ်ခန္ဓာကိုပဲဆိုလိုတယ်လို့မြင်တယ်ဝိညာဉ်ခန္ဓာနဲ့ပတ်သက်ရင်လည်းအမြင်တက်ကဖုံးအသေးသေးအဆင့်ဆင့်ရှိတယ်လို့ဆိုပြီးအမြင်တက်ကတော့အလုံးကတွင်ကြီးတဲ့ခန္ဓာကိုအမျိုးအစားကိုပဲရကြတယ်လို့ဆိုပါတယ် အမြင့်တရဲ့အခိုင်အမာဆုံးအချက်ကိုပြန်ကောက်ရရင်မူရင်ဂရိဘာသာစကားပဲဒရုသမီရဲ့ဝေယုံကို Lampros Pisinos လို့တုံထားတယ်။ဒါကတောက်ပါတဲ့ပိတ်ချော်ကိုဆိုလိုတာ။လူအုပ်ကြီးရဲ့ဝေယုံကတော့ Lucus Stole လို့တုံတယ်။ဒါကတာမန်ဖြူတဲ့ဝလုံပေါ့။ဒီစကလုံးကွာခြားချက်ကအစင်အတန်းကွာခြားချက်ပဲလို့သူတို့ကအခိုင်အမာပြောတာပါ။အမြင့်တက်ကကြတော့အဲ့ဒီအသေးစိတ်တွေထဲပိုကြီးတဲ့တုံးကိုကြည့်တယ်။ သူတို့ရဲ့နှုံးလီဒါရှင်းရှင်းလေးပဲအသက်ဆာဆောင်မှနာမည်ပါရင်ယေရုရှလင်မြို့တစ်ကိုဝင်ခွင့်ရတယ်အဲ့ဒီမြို့တစ်ကိုဝင်ခွင့်ရတဲ့သူတိုင်းဟာသူတို့တမီပဲဒါပါပဲကဲဒီအထိလေလာခဲ့တမျောင်းအနည်းချုပ်ပြန်ကြီးလိုက်အောင်ဒီအရင်ကခုမှသာရာဆူလာမနဲ့ပန်တက်တဲ့အမြင်နှစ်ခုကိုတွေ့နိုင်ပါရဲ့တဖက်မှာတော့သူတို့တမီဆိုတာအထူးဆက်ကပ်ခဲ့သူတွေအတော့ပဲဖြစ်တဲ့အထက်တန်းလောက်အောင်စုတစ်ခုလုံးမြင်တယ်သူတို့ဟာပိုပြီးဘဝတည်းကြီးတဲ့ခန္ဓာကိုယ်နဲ့ဝိယုံကိုရကြတယ် နောက်တစ်ဖက်ကတော့သရိုသမီးဆိုတာအတက်စတိခဲ့တဲ့အာဇာနီအလုံးကိုပိတ်အပ်တဲ့စီလုံးညီညွတ်တဲ့အဆင့်တန်းတစ်ခုလိုမြင်တယ်။သူတို့အလုံးဟာတူညီရဲ့စွန့်လွတ်မှုနဲ့တန်ရှင်းတဲ့မျိုးတွေကိုဝင်ရောက်ခွင့်ရခြင်းအပြင်တဆုတစီတဲ့ဖြစ်သွားကြတယ်လို့ဆိုပါတယ်။တခုမှတ်တာထားဖို့ကတော့ဒီရှင်းလင်းချက်တော့ကျွန်တော်တို့အခြေခံထားတဲ့မူရင်းစာရန်ကိုရေးသားသူကတော့ပထမအမြင်ကိုပို့ပြီးသဘောကျပုံရပါတယ်။ဆိုလိုတာကသူတို့သမီးနဲ့ဧည့်သည်ကြားမှာကွဲပြားမှုရှိတယ်ဆိုတဲ့ဘက်ကို ူကပိုပြီးယုံကြည်တယ်ပေါ့ဒါကတော့သူ့ရဲ့မြင်သာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ထားခဲ့ခြင်းပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတရားကအစင်တန်းမှာတန်းတူညီမျှမှုရှိမယ်လို့ကတိပေးထားတာလားဒါမှမဟုတ်ကယ်တင်ခြင်းမှာတန်းတူညီမျှမှုရှိမယ်လို့ကတိပေးထားတာလားဒါကဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုကြိုးလွန်ပြီးကျွန်တော်တို့ကိုဆက်လက်ပြီးအတွင်းနဲ့ချိန်ဆက်မယ်မေးခွန်းတစ်ခုပါပဲ